အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်ကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မနက်ဖြန်နိုဝင်ဘာလ18ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသကြိုတင်ခန့်မှန်းချက်များကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရယ်ခင်ဗျာ။အထူးမိုးလေဝသအနေနဲ့မုန်တိုင်းတဲ့သလုံးဖြစ်ပေါ်လာနိုင်တဲ့သတင်းတူးများနဲ့အခါလုံးမိုးဖြတ်မိုးများပြားသွန်းနိုင်တဲ့ဒေတာများကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော်နိုင်ပါရယ်ခင်ဗျာ။ပထမဆုံးအနေနဲ့နိုဝင်ဘာလကုန်ပိုင်းမုန်တိုင်းအခြေအနေနဲ့တောင်သူများအတွက်သတိပေးချက်များကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ။နိုဝင်ဘာလကုန်ပိုင်းမှာဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာနိုင်တဲ့မုန်တိုင်းအခြေအနေနဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသများအပေါ်တက်ရောက်လာနိုင်မဲ့အခြေအနေများကိုအောက်ပါအတိုင်းဆက်လက်တင်ပြပါရခင်ဗျာဘင်္ဂလားပင်လယ်ော်မြုံတိုင်းနယ်မိုးအခြေအနေနှွေမာလာကုန်ပိုင်းမှာဘင်္ဂလားပင်လယ်ော်မှာမြုံတိုင်းဖြစ်ပေါ်လာနိုင်တဲ့အခြေအနေကိုဆက်လက်စောင့်ကြည့်နေပါတယ်မြုံတိုင်းဖြစ်ပေါ်လာပါကမလိုအပ်တဲ့နေရာများမှာမလိုအပ်တဲ့မိုးများရွာသွန်းနိုင်တာကြောင့်မိုးလေဝသအခြေအနေကိုအချိန်နဲ့တပြေးညီဆက်လက်တင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာမြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့တိမ်နေများဝင်ရောက်မှု မြန်မာပြည်တောင်ပိုင်းဒေသများသို့နိုဝင်ဘာလ18ရက်နေ့မှ22ရက်နေ့အထိတိမ်တိမ်များဝင်ရောက်လာသည့်အခြေအနေကိုတွေ့ရှိရပြီး၎င်းဟာအားကောင်းတဲ့အခြေအနေဖြစ်ပါတယ်။တိမ်တိမ်များဝင်ရောက်လာခြင်း၏တက်ရောက်မှုကိုပုံမရှင်းလင်းစွာတင်ပြနိုင်ရန်အတွက်လေးလာဆန်းစစ်ဆဲဖြစ်ပါတယ်ခင်ဗျာ။မိုးများသောအခြေအနေဖြစ်လာသည့်ဖြစ်စေဖြစ်မလာသည့်ဖြစ်စေတောင်သူကြီးများအနေဖြင့်လိုအပ်သောချို့တင်ပြင်ဆင်မှုများပြုလုပ်ထားပါကစိတ်ချရမှာဖြစ်တဲ့အတွက်ကြောင့်အောက်ပါတိုင်းဆောင်ရွက်ထားနိုင်ပါတယ်ခင်ဗျာ။လေရန်မိုးတံမှကာကွယ်ရန်အတွက်အမိုးကာစာများချို့တင်ပြင်ဆင်ထားခြင်း ရဲသိမ်းပြီးသောသိမ်းနှံများကိုရေလွှတ်ရန်အတွက်မြေအမြင့်တို့ရွှေ့ပြောင်းထားခြင်းတို့ကိုဆောင်ရွက်ထားတင်ပါတယ်ဆက်လက်ပြီးမနက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အသေးစိတ်အခြေအနေကိုကြည့်လိုက်ကြရအောင်ပါ2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ကြရဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်12:00နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်နောက်တောင်ပိုင်းတိရိလင်္ကာနိုင်ငံကမ်းလွန်မှာလေဖိအားနဲ့ရံဝန်တစ်ခုဖြစ်ပေါ်နေပါတယ်အဆိုပါလေဖိအားနဲ့ရံဝန်ဟာနောက်24နာရီတွင် အနောက်မြောက်သို့ဖြင်းချင်းဆောင်ရွေရှားနိုင်မယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကြက်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထစ်တွေမှာတိမ်ထူးထပ်နေပါတယ်။မရက်ပြန်မနေ့ထိခန့်မှန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မိုးပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရံရာနှုန်း60ဖြစ်ပါတယ်။မကွတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအပြားဖြစ်တာရပြီး ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထစ်နေဖြစ်ထွန်းပါမယ်ခင်ဗျာဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာနေပြည်တော်မှာတိမ်အထစ်နေဖြစ်ထွန်းပါမယ်ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်ပန်းသလင်းမြို့မှာအများအပြားသားရပါမယ်ပဲခူးမြို့မှာတိမ်အထစ်နေဖြစ်ထွန်းပါမယ်မကွေးမြို့မှာအများအပြားသားရပါမယ်ဟုံးလင်းမြို့မှာတိမ်အထစ်နေဖြစ်ထွန်းပါမယ်မုံရွာမြို့မှာအများအပြားသားရပါမယ်ပဒိမ်မြို့မှာတိမ်အထစ်နေဖြစ်ထွန်းပါမယ်။တဝဲမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။မြေကြီးနားမြို့မှာတိမ်အထစ်နေဖြစ်ထွန်းပါမယ်။ ရိုင်ကောမြို့မှာတိုင်အသစ်တင်ဖြစ်ထွန်းပါမယ်။ဖန်အမြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ဟောက်ခါမြို့မှာအများအပြစ်တားရပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။စစ်တွေမြို့မှာအများအပြစ်တားရပါမယ်။လာရှိုးမြို့မှာအများအပြစ်တားရပါမယ်။တောင်ကြီးမြို့မှာတိုင်အသစ်တင်ဖြစ်ထွန်းပါမယ်။ကျိုင်းတုံမြို့မှာတိုင်အသစ်တင်ဖြစ်ထွန်းပါမယ်ခင်ဗျာ။နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း ။အေရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကယားပြည်နယ်၊ကရင်ပြည်နယ်၊မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှာနေရာတကျကျမိုးထချုံရွာနိုင်ပါတယ်။နေပြည်တော်နဲ့နီးတွဲတွေမနဲ့ပြန်မနဲ့ဒီခံမှန်းချက်ကတော့တရင်သိနေဖြစ်ထုံးပါမယ်။ရန်ကုန်မြို့နယ်နီးတွဲတွေမနဲ့ပြန်မနဲ့ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ရွာရဲ့ရာနှုန်း60ဖြစ်ပါတယ်။မန္တလေးမြို့နယ်နီးတွက်တွေမနေ့ပြန်မနေ့ထိခံမှတ်ချက်ကတော့အများအပြားသားရပါမယ်။ဆလဘီမိုးသက်ထန်စွာရောက်သွင်းခြင်းကြောင့်မြေကြီးရင်သတိပေးချက်များနဲ့မြေကြီးချိန်များကိုပြောပြပေးသောမှာဖြစ်ပါရယ်ခင်ဗျာ။ ယနေ့16ရက်17လ2025ရက်နေ့နံနက်6နာရီခွဲချိန်တိုင်းထွာကြရမြည်အခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေရမနေ့ကညနေကနေ17နာရီတွင်နှစ်လက်မကန်ထက်ကြသွားပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့30.8ဒီဂရီဆယ်စီယက်နဲ့ယနေ့အနည်းဆုံးပူချိန်ကတော့16.3ဒီဂရီဆယ်စီယက်တို့ပဲဖြစ်ပါတယ်ခင်ဗျာမြေကြီးနားမြေဟာဆိုရင်ရေမှ1200စင်တီမီတာသို့ရောက်ရှိရန်925စင်တီမီတာပေ30ကျော်ခန့်အလိုမှာရောက်ရှိနေပါတယ်မြေရဲ့အတက်ကြပုံမှန်အနေထောက်ကံမှာရှိနေပါမယ် ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါတယ်။အရာရီမြစ်ထပ်ပိုင်းမှာမိုးအားအနှဲငယ်ရှိနေပါတယ်။ရံဖန်ရံခါအရာရီမြစ်စုံထပ်ပိုင်းမှာနေရာကွက်၍မိုးရွာသွန်းခြင်းများဇက်တိုက်နှဲပါလာနိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။သခါနိုင်ဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစုံဒေသများနဲ့အရာရီမြစ်ထပ်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်သာရှိနေပါတယ်။အရာရီမြို့တခြားနဲ့ချင်းတွင်းမြို့တခြားမြကန်းနီမြင်းနိဒေသများနဲ့မြင်းနူကျွန်းများမှာစိုက်ပျိုးလုံခြုံနေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားကြီးများ ။အရာရိမကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက် တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ခန်းဒီမြို့မြေရာမနေ့ကညနေကနေ12နာရီတွင်တလမ်မကန်ထက်ကြသွားပါတယ်။မုံရွာမြို့မြေရာမနေ့ကညနေကနေ12နာရီတွင်နှစ်လမ်မကန်ထက်ကြသွားပါတယ်။ခန်းဒီဟုံးမလင်းဖောင်းပြင်းနဲ့မော်လိုက်မြို့တို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်။ကလေးဝမင်းကင်းကဏီနဲ့မုံရွာမြို့တို့ရဲ့မြေအများဟာလည်းဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်ခင်ဗျာ။ ။ AR မြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ။ဗမော်ရွှေကူကတာထီးချိုင်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူညောင်ဦးပခုတ်ကူ6မင်းဘူးမကွေးအောင်လံပြည်စိတ်သာဟင်္ဒရာနဲ့ဇလုံမျိုးရဲ့မြေအမြဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေအောင်မှာဖြစ်ပါရယ်ခင်ဗျာ။ AR မြေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရယ်ခင်ဗျာထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီးပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါရယ်ခင်ဗျာမြမပင်လယ်ပြင် မြဝကျုံပေါ်မုံတမကွေးနဲ့မုံတေတဲ့နိုင်ကန်ရတစ်ချောင်းနဲ့ကန်းလုံးပင်လေပြင်းတို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းတင့်တဲ့မှာလှိုင်းကြည့်နိုင်ပါတယ်။မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာတနအိကို25မိုင်မှမိုင်30တိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြဝကျုံပေါ်မုံတမကွေးမုံတေတဲ့နိုင်ကန်ရတစ်ချောင်းနဲ့ကန်းလုံးပင်လေပြင်းတို့မှာ9ပေမှ9ပေကန်ရှိနိုင်ပါတယ်။ကြံမြမပင်လေပြင်းမှာတော့လှိုင်းတင့်တင့်ရှိပါမယ်။လှိုင်းမြေမှာရခိုင်ကန်ရတစ်ချောင်းနဲ့ကန်းလုံးပင်လေပြင်းတို့မှာ6ပေမှ10ပေကန်ရှိနိုင်ပါတယ်ခင်ဗျာ။ ရန်ကုန်မှာတနင်္လာရီကံရက်တစ်လျှောက်ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးတက်ချိန်မှာနောက်24နာရီအတွင်းခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင်တာ၄မိုင်ကမိုးရွာစဉ်တမိုင်ကရှိပါမယ်။ရေပြင်လင်းကတော့အရှိတုံဖို့အရှိမြောက်တနင်္လာရီကိုပင်လယ်မိုင်၅မိုင်မှ10မိုင်တခါတရံ25မိုင်ထိတက်ခတ်နိုင်ပါတယ်။လိုင်းသင့်နဲ့ရှိပါမယ်။လိုင်းမြင့်မှာ6ပေမှ10ပေကန်းတို့ပဲဖြစ်ပါရယ်ခင်ဗျာ။ရန်ကုန်မှာရခိုင်ကံရက်တစ်လျှောက်ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးတက်ချိန်မှာနောက်24နာရီအတွင်းခံမှန်းချက်ကတော့ အများအဖြစ်သားရပါမယ်အမြင့်တာ9မိုင်ခန့်ရှိပါမယ်ရေပြင်လင်ကတော့မြောက်သို့မဟုတ်အရှေ့မြောက်တနအီကိုပင်လယ်ပိုင်း9မိုင်မှ10မိုင်တခါတရံ25မိုင်ထိတိုက်ခိုက်နိုင်ပါတယ်လိုင်းတင်တင်ရှိပါမယ်လိုင်းမြင့်မှာ9ဘီမှာ9ဘီလို့ပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ရှမ်းပြည်နယ်မှာနိုဝင်ဘာလ15ရက်နေ့မှာနိုဝင်ဘာလ21ရက်နေ့ထိမိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများယခုရသက်တဲ့ပတ်အတွင်းအရှေ့မြောက်မုတ်တုံလေးခေါ်ဆောင်းမုတ်တုံလေးအားကောင်းနေပါတယ် ဆောင်းမုံတုံလေယာနှစ်စဉ်ဒီဇင်ဘာလမှအေပီလအတွင်းအာရှအရှေ့ပိုင်းဒေသများရှိလေပြင်းရိုင်းရံဝန်းတို့ရဲ့တွန်းကန်အားကြောင့်အရှေ့မြောက်ဘက်အရက်မှအနောက်တောင်ဘက်အရက်သို့ဥတီတိုက်ခတ်လာသောအရှေ့တောင်အာရှဒေသများကိုဖြတ်ကျော်ကာမြန်မာနိုင်ငံအရှေ့ပိုင်းနဲ့တောင်ပိုင်းစွန်းအထိရောက်အောင်တိုက်ခတ်တဲ့အေးမြ၆သိသောလေဖြစ်ပါတယ်။အဲနီညိုလာနီညိုနဲ့ IOD ဖြစ်စဉ်များဖြစ်တဲ့နှစ်များမှာတော့ဇန်နဝါရီလမှ ်ဧပြီလအတွင်းအရှိတ်ဘက်မှဝင်ရောက်လာတဲ့အားကောင်းတဲ့လေးစီးအားကြောင်းများနဲ့ပင်လယ်ပြင်မှရေကူးရေငွေပါတဲ့တိမ်တန်းအနေငယ်နဲ့ထိတွေ့ကမိုးထချုံရွာခြင်းလေးတိုင်နှုံများခြင်းစတဲ့ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းများကိုကြုံရတတ်ပါတယ်။ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာလေဝေလိုက်များဆက်လက်ဖြစ်ပေါ်နေပြီးနိုဝင်ဘာလကုန်များတွင်လေပြင်းနဲ့ရေဝင်မှပုံမအားကောင်းလာပြီးပုံတိုင်းအဆင့်ထိရောက်လာနိုင်တော်လဲဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်ရှိရန်မှာမတိကြသေးပါဘူးခင်ဗျာ။ ECNWF model မှာကြိုတင်ခံမှန်းချက်အရနိုဝင်ဘာလ23ရက်နေ့မှာဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်း80ရာခိုင်နှုန်းရှိကြောင်းတွေ့ရပါတယ်။ယခုတစ်ပတ်အတွင်းမှာရှမ်းပြည်နယ်အတွင်းမိုးရွာသွန်းနိုင်တဲ့အခြေအနေများကတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးညောင်ရွှေမြို့နယ်များတွင်နိုဝင်ဘာလ18ရက်နေ့၌မိုးရွေချိန်အနည်းငယ်24နာရီမိုးချိန်3.4လက်မခန့်သာရွာသွန်းနိုင်ခြင်းရှိပြီးကြံ့ရံများမှာမိုးရွာသွန်းနိုင်ခြင်းမရှိတော့ပါဘူးခင်ဗျာ။ ရှမ်းပြည်နယ်အစီပိုင်းကျိုင်းတုံမိုင်းဖြတ်တာချီလိပ်မိုင်းရောင်စတဲ့မြို့နယ်များမှာတော့နိုဝင်ဘာလ16ရက်နဲ့နိုဝင်ဘာလ19ရက်များအတွင်းမိုးအနှဲငယ်24နာရီမိုးရေချိန်3.35လက်မခန့်သာရွာသွန်းနိုင်ပြီးကြံ့ရံများမှာမိုးရွာသွန်းနိုင်မဲ့အခြေအနေရှိပါဘူးခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းနန်းဖက်ကမူဆယ်လောက်ကိုင်းစတဲ့မြို့နယ်များမှာတော့နိုဝင်ဘာလ16ရက်နဲ့နိုဝင်ဘာလ19ရက်များ၌မိုးအလွန်နှဲပါပြီး24နာရီမိုးရေချိန်3.2လက်မခန့်သာ ရွာနိုင်ခြင်းရှိပြီးကြံရံများမှာမိုးရွာနိုင်တဲ့အခြေအနေမရှိပါခင်ဗျာအပူချိန်လေတိုင်တော့လေတုစူတိုင်းစားနဲ့လေတုညဉ့်ညမ်းမှုအခြေအနေကတော့ယခုတစ်ပတ်အတွင်းရှမ်းပြည်နယ်မြောက်ပိုင်းမှာအမြင့်ဆုံးနေ့အပူချိန်23ဒီဂရီဆဲလ်စီယပ်ရှိနိုင်ပြီးအနှိမ်ဆုံးညအပူချိန်16ဒီဂရီဆဲလ်စီယပ်ခန့်ရှိနိုင်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းမှာအမြင့်ဆုံးနေ့အပူချိန်24ဒီဂရီဆဲလ်စီယပ်ရှိနိုင်ပြီးအနှိမ်ဆုံးညအပူချိန်17ဒီဂရီဆဲလ်စီယပ်ရှိနိုင်ပါတယ် ရှမ်းပြည်နယ်အစီပိုင်းမှာအမြင့်ဆုံးနေ့အပူချိန်28ဒီဂရီဆယ်စီယပ်ရှိနိုင်ပြီးအနည်းဆုံးညအပူချိန်27ဒီဂရီဆယ်စီယပ်ရှိနိုင်ပါတယ်။ရှမ်းပြည်နယ်တခွင်မှာယခုတစ်ပတ်အတွင်းအရှိတ်ဘက်နဲ့အရှိတ်မြောက်ရက်များမှလေတိုင်နှုန်းတနအီကို9မိုင်ခန့်ရှိပါတယ်။ရှမ်းပြည်နယ်အစီပိုင်းမှာနေ့လယ်ပိုင်းလေထုဆိုးတိုင်းစားကတော့40ရာခိုင်နှုန်းရှိနိုင်ပြီးညနေပိုင်းညပိုင်းနဲ့မနေ့အစောပိုင်းအချိန်တွေမှာတော့80ရာခိုင်နှုန်းအထိရှိနေနိုင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတွေမှာတော့နေ့လယ်ပိုင်းလေထုဆိုးတိုင်းစားဟာ90ရာခိုင်နှုန်းခန့်ရှိနိုင်ပြီး ညနေပိုင်းနဲ့ညပိုင်းမနေ့စောပိုင်းအချိန်ဒီမှာတော့တရားရဂိုင်နှုန်းခန့်ရှိနေပါမယ်။နေ့လယ်ပိုင်းလေတုစုတိုင်းစားမြင်မာတဲ့ဒေသတွေမှာခန်းစားရမယ့်အပူချိန်ကတော့28ဒီဂရီဆဲလ်စီယပ်ခန့်ရှိနိုင်ပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ရဲ့လေတုညဉ့်ညက်မှုအခြေအနေ AQI volume ဟာ90ရှိနိုင်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိမ့်မှာတော့80အထိရှိနိုင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့30ဝန်းကျင်သာရှိနိုင်ပြီးလေတုညဉ့်ညက်မှုအညွန်ကိန်းအနည်းဆုံးဖြစ်ပါတယ်။ရှမ်းပြည်နယ်တစ်ခုလုံးမှာယခုတစ်ပတ်အတွင်း လေးတူညဉ့်ညမ်းမှုအန္တရာယ်မရှိပါဘူးခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကို like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ